ဖုန်းဆက်တယ်ဆိုတာတကယ်တော့လွယ်လွယ်လေးပါအဲ့လွယ်လွယ်လေးရဲ့နောက်ွယ်မှာလူတစ်ယောက်ဘဝမှာအရေးကြီးဆုံးဖြစ်တဲ့ကျန်းမာရေးနဲ့ပတ်သက်ပြီးအခမဲ့ဆွေးနွေးမေးမြန်းတိုင်မြင့်မှုတွေရနိုင်တယ်ဆိုတာသိသိလားခေါင်းဆက်ချက်မှာခေါင်းဆက်ချက်ဖြစ်နေတဲ့သူတွေရှိလားကျမဒါတာစိတ်မှာ အသက်စားခောက်ဆွဲချောက်တွေကိုရေစီစားလာတဲ့အခါမှာကျန်းမာရေးဆိုင်ရာဘယ်လိုပြဿနာတွေရင်ဆိုင်ရလဲဆိုတဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့ညွေပေးတတ်မှာပဲဖြစ်ပါတယ်။အသက်စားခောက်ဆွဲချောက်တွေကလောလာလွယ်ကူပြီးတော့အရာလာကောင်းမွန်တဲ့အတွက်လူတော်တော်များစားကြပါတယ်။ဒါပေမဲ့လောလာတဲ့ပူစားလာတဲ့အခါမှာသူ့မှာပါဝင်တဲ့အာဟာရဓာတ်တွေကပြည့်ပြည့်ဝဝမရှိတဲ့အတွက်အာဟာရဓာတ်ချို့တဲ့တာ malnutrition ဖြစ်လာနိုင်တယ်။အရေးကြီးတာ fiber လို့ခေါ်တဲ့အမြင့်တဲ့ protein ဓာတ်အသားဓာတ်ပြာခကြိုက်ကယ်လိုရီဓာတ်တွေကခောက်ဆွဲကြောက်တို့တွေထဲမှာနည်းနည်းလေးပဲပါတယ်အဲ့တော့အမြင့်ဓာတ်တွေပရိုတင်းဓာတ်တွေနည်းတော့ဘာဖြစ်လဲဆိုတော့လူကစားပြီးပြည့်အင်းတဲ့ခံစားချက်ကိုမရဘူး ပရိုတင်းဓာတ်တွေဖိုင်ဘာဓာတ်တွေပြည့်ရင်လည်းခန်းစားချက်ရရတဲ့လူကစားပြီးရင်ဟိုထပ်မစားဖြစ်တော့ဘူးပေါ့အဲ့တော့ခေါင်းဆောက်ထုတ်တွေစားတဲ့သူတွေက obesity လို့ခေါ်တဲ့အဝလွန်ရောဂါနဲ့ဆက်ဆက်နေတယ်တဲ့ပြည့်ရခါကျရင် fiber အမြင့်တက်နေတဲ့တော့ဝမ်းချုပ်တာမျိုးတွေဖြစ်လာနိုင်တယ် calorie နေတဲ့အတွဲဘာဖြစ်လဲလူကအာအရင်မပြေပါဘူးစွမ်းအင်တွေကောက်ကောက်မထွက်လို့နိုင်ဘူးပေါ့ဒါမှမဟုတ်သူ့မှာ fat လို့ခေါ်တဲ့ acid တွေအများကြီးပါတယ်အစီတက်များတော့ဗာလဲ cholesterol level တွေတက်မယ် obesity ဝါလုံတာတွေဖြစ်မယ် နှလုံးရောဂါတွေဖြစ်လာနိုင်တယ်ပြီးတော့ sodium လို့ခေါ်တဲ့စားဓာတ်စားဓာတ်တွေအများကြီးပါလို့ဘာဖြစ်လဲတချို့စားဓာတ်မခံနိုင်တဲ့သူတွေရှိရယ်သွေးတိုးမယ်သွေးပေါင်ခြင်းတွေအများကြီးတက်လာမယ်နှလုံးရောဂါတွေဖြစ်မယ်ပြီးရခါကျအစာအိမ်ကစားရဖြစ်လာနိုင်တယ် monosodium glutamate လို့ခေါ်တဲ့အားလုံးသိတယ်အချို့မို့ပြီးရခါကျ tertiary butyl hydroquinone အဲ့ဒါတွေကအများကြီးပါတယ်အဲ့ဒါတွေပါတော့ဘာဖြစ်လဲထုံးစံတိုင်းမှာသူတို့တွေကသွေးပေါင်ခြင်းတက်မယ်အချို့မဟုတ်စေခေါင်းတွေကြိုက်မယ်ပြို့တာမျိုးတွေဖြစ်မယ်ခုန tertiary butyl hydroquinone ဆိုရေရှိအများကြီးစားလာတယ်အများကြီး exposure ရလာတဲ့အခါမှာ လူကဘာဖြစ်လာလဲဆိုအာယုံရောတွေထိခိုက်ပျက်စီးရမျိုးတွေဖြစ်လာနိုင်တယ်။သူကအရေးကြီးတဲ့ဗီတာမင် A တို့ဗီတာမင် C တို့ B12 တို့ကြောင့်မပါဘူး။အဲ့တော့အဟာရတဲ့ချို့တဲ့တာမထူးဆန်းဘူးပေါ့ဒါတွေစားလာတဲ့အခါမှာ။အဲ့တော့ရေရှည်မှာခေါက်ဆဲချက်ကိုဟိုတတိယစာပြောရရင်တော့တပတ်မှာနှစ်ကြိမ်ထက်ပိုစားတဲ့သူတွေ metabolic syndrome လို့ခေါ်တဲ့စီးကျိုယောဂနှလုံးယောဂလေဖြတ်ယောဂတွေနဲ့ဖြစ်နိုင်တဲ့ဆက်ဆံနေရှိတဲ့ယောဂအစုအဝေးပေါ့။အဲ့ဒါဖြစ်ဖို့တဲ့သူက chance ပိုများတယ်။အဲ့တော့ ဒီအတင်စားစားစားရစားရတူတွေကကျန်းကျန်းမာမဖြစ်တော့ဘူးပေါ့အဝါလုံးမဲ့လေးဖြက်မဲ့နှလုံးတွေးတို့စီတို့ဒါတွေအများကြီးဖြစ်လာနိုင်တယ်အဲ့တော့ခောက်ဆဲချောက်တို့တွေစားတဲ့ခါကျရင်ကိုမဖြစ်မနေစားတဲ့ခါကျအဟားတဲ့ပြည့်ချင်ဘာလို့ရလဲဆိုအသီးရွက်တွေအသားငယ်တွေကိုပေါ့ကိုဖြည့်ပြီးစားပေးလို့ရတယ်နောက်တစ်ခုကအခုနောက်ပိုင်းအင်မတန်ခက်စားလာတဲ့ spicy ခောက်ဆွဲတွေဒီခောက်ဆွဲတွေမှာဆိုရင် capsaicin ပေါ့ငရုတ်သီးဓာတ်ကအများကြီးပါဝင်တယ်အဲ့ဒါကြောင့်ဒိမန်နိုင်ငံမှာဆိုဒီခောက်ဆွဲတွေကိုလုံးဝမစားဖို့တဲ့တားမြစ်ထားတယ်။ဒါဒီခောက်ဆွဲအရေးသွေးမကောင်းလို့ဆိုတာနဲ့ capsaicin တက်တဲ့အများကြီးပါဝင်တဲ့အတွက် အစာအိမ်ကိုသွားပြီး irritate သွားပြီးတော့ထိခိုက်စေတယ်အစာအိမ်ရောင်ရမ်းတာတွေပြင်မဲ့ bite တွေအောင်မဲ့ one pair one shot တွေဖြစ်လာနိုင်တယ်နော်ဟို तू อ่ะသူ့ level က acute poisoning လို့ပြောပါဘောအဆိပ်တက်တဲ့ level ထိတောင်ရောက်နေရဖြစ်တဲ့အတွက်စားဖို့တည်းမသင့်တော်ဘူးလို့သတ်မှတ်ထားရပဲဖြစ်ပါတယ်ဒါကြောင့်မလို့ကိုကိုလာဖြစ်စေကိုယ်ငယ်ချင်းပေါင်းတဲ့နေမှာဖြစ်စေအသက်စားခေါက်ဆဲချက်တွေအလုံးစုံစားနေပြီလို့ကျန်းမာရေးအတွက်စိတ်ပူတယ်ဆိုရင်ဆရာဝန်နေနဲ့အခမဲ့ဆွေးနွေးမိမဲ့တိုင်မျိုးအတွက်ဖုန်းနံပါတ်ခွန်ရှိရှိကိုကနန်းလေးလုံးကို Adam Singer နဲ့ဖုန်းမိတဲ့ပြားတစ်ချက်မှမကုန်မဲ့အခုပဲဖုန်းဆက်ပါ